ဆိုရက်နေဟာနဲ့မိုနီကာတို့တုံယောက်လုံးကတော့ငယ်တငယ်ချင်းတွေပါငယ်ငယ်လေးကလေးကအတူတူကြောင်တက်ခဲ့ကြပြီးတက်ကရိုတက်တဲ့အချိန်မှလည်းအတူတူပဲတက်ခဲ့ကြပါရီဆိုရက်ကတော့နေဟာကိုအရန်သဘောကျပါရီတရားမှာတော့သူကနေဟာကိုသဘောကျတယ်ဆိုတဲ့အကြောင်းတွေကိုဝန်ခံခဲ့ပါရီနေဟာကလည်းသူ့ရဲ့အချစ်တွေကိုသဘောတူခဲ့ရပေါ့သူရဲ့မိသားစုအနေနဲ့အကုန်လုံးကလည်းဒီမင်္ဂလာဆောင်နဲ့ပတ်သက်ပြီးသဘောတူပေးခဲ့ကြပါရီ နိုင်ငံလောက်ကြမြင့်သွားခဲ့ပြီးနောက်သူတို့လည်းမင်္ဂလာဆောင်ကိုစီစဉ်ပြီးဖိတ်စာရိုက်အမျိုးရင်းနဲ့အင်းကြီးချင်းတွေအားလုံးကိုဝေပေးခဲ့ပါတယ်။သူတို့ငယ်ချင်းမိုနီကာကိုလည်းဖိတ်စာပို့ပေးခဲ့ပါတယ်။ဖိတ်စာတွေ့တော့မိုနီကာလည်းအံ့အားသင့်သွားတော့ပေါ့။ဒါဘလို့ဖြစ်တာလဲ။ဆူရစ်ကဘာဖြစ်လို့နေဟောင်းသဘောကျရတာလဲ။ငါဆူရစ်ကိုအရင်သဘောကျတယ်ငါတို့အချစ်တယ်။ငါသူနဲ့လက်ထပ်ရတဲ့နဲ့ဒီနေဟွားကလေငငယ်လေးကလေးကငါကြိုက်တဲ့ပစ္စည်းတွေငါစီကနေလူယူနေကြငါရသေးတဲ့အရာအလုံးသူရောက်လူယူသွားတယ်။ အခုတော့ storage ကိုထပ်ပြီးတော့အလုမခံနိုင်တော့ဘူးဒီလိုနဲ့မိုနီကာကတငယ်ချင်းအရင်ဖြစ်နေပြီးတော့မှနေဟာရဲ့ရန်သူဖြစ်သွားခဲ့ပါတယ်သူကနေဟာကိုပြပြောရွှေရွှေနေခွင့်မပေးဘူးလို့စဉ်းစားပြီးနောက်မှာတော့နေဟာဒီနေ့နေ့မင်္ဂလာဆောင်လေးနေအလောက်တော့မပြင်ကြောက်ဘူးလားအေးသွားမယ်အခုပဲသွားတော့မလို့ပါပစ္စည်းတွေအကုန်လုံးကိုတခါတည်းစုပြီးတော့ထည့်နေရလေကဲထားပါဒါရီအားလုံးခဏလေးထားငါနေအကျွတ်အစင်ပြေအလောက်ပြင်ဆိုင်တဆိုင်ကိုခေါ်သွားပေးမယ်ဒီနေ့နေအဲ့ဒီမှာပြင်ဆင်ပြီးအရန်လာပါသေးလား မိုနီကာကတငယ်ချင်းဖြစ်သူနေဟာကောလာပြင်ဆိုင်ခေါ်သွားမယ်ပြောပြီးနောက်မှာတော့လိန်ခေါ်သွားခဲ့ပါတယ်။ဟဲ့နင်ကဘယ်ကို ခေါ်လာတာလဲ။ဒီနေရာမှာဘာမှလည်းမရှိဘူး။လာဇက်မှာနင်ကလည်းငါနဲ့ရင်ဆုံးလိုက်ခဲ့။ဒီလိုနဲ့သူကလည်းအိမ်ပြာကြီးတစ်ခုရဲ့ခေါ်သွားပါတယ်။အဲဒီနေရာမှာတော့ဖုံးတော့ကြီးတစ်ပါးရှိပါတယ်။နောက်ကျလိုက်တာဘလို့မဆိုရောက်လာတယ်ဆိုတော့လည်းကောင်းတယ်ငါတို့အလုပ်ကိုစတင်ကြမယ်။မိုနီကာကနေဟာကိုတွန်းချလိုက်တဲ့အတွက်နေဟာပြုတ်ကျသွားခဲ့ပါရီနေဟာလည်းဘာဖြစ်နေရလဲဆိုတော့ကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့ရပေါ့အောက်လန်းစရာကြီးက သူ့ကိုခါရမန်တန်တွေနဲ့မမ်းမုံလိုက်တဲ့အခါမှာတော့သူမရဲ့ခန္ဓာကိုယ်ရဲ့ကြောက်စရာကောင်းနဲ့ဝိညာဉ်စိုးတကောင်ဝင်သွားပါတယ်။သူမသတိပြန်လဲလာတာနဲ့ဂျာငါခန္ဓာကိုယ်မမဟုတ်တော့ငါရဲ့ခန္ဓာကိုယ်ကိုငါပြန်လို့ချင်းနဲ့တပန်မင်းလောဆောင်တဲ့နေ့မှာတော့ဆိုရဲကသူ့ရဲ့သရိုသမီးကိုစောင်းမြော်နေပါတယ်။ခဏကြာမှသရိုသမီးရောက်ရှိလာခဲ့ပြီးတော့မင်္ဂလာဆဆောင်ပါတယ်။မင်္ဂလာဆောင်ထုံတန်းစနာရီအလုံးပြီးတော့ခဲ့ပြီးဆင်းနီမုံတို့ရောက်မယ့်အချိန်ရောက်လာပါတယ်။ဆိုရဲကလည်းသရိုသမီးကိုလက်ချက်ပြီးနောက်ဆင်းနီမုံတို့ပေးဖို့အတွက် ဟောပါဖဲခဲအခါမှာပဲလန့်ဖြစ်သွားပါရဲ့မိုနီကာနင်ဒီမှာဘာလုပ်ကြလဲဒီနေရာမှာနေဟာဖြစ်တဲ့နဲ့နင်ဒီကိုဘလို့ဖြစ်ပြီးရောက်လာတာလဲဘာတွေပြောနေရလဲငါနဲ့ကိုချစ်တယ်အေးရောအနေနဲ့ငါနဲ့ပဲလက်ထက်ရတဲ့နာပေါ့မင်္ဂလာဆောင်ပါအားလုံးကလည်းတိတ်ဆိတ်ငြိမ်သက်ကုန်ပါရဲ့ဆိုရင်ကျင်းအမေကနည်းနည်းလေးမကောင်းပါဘူးသူမပြောပါရဲ့တားရဲ့လက်ထက်ကြကလက်ထက်ပြီးပြီလေတားသူ့ကိုလက်ခံရတော့မယ်နော်ဖြစ်ပြီးသွားတဲ့ကိစ္စတွေကိုမေးလိုက်တော့တားရဲ့အခုမိုနီကာကနင်းရဲ့မိန်းမဖြစ်သွားပြီဆိုတော့ကိုတိထားလိုက် ။အရင်နေ့ညဆိုရဲချင်းနဲ့မိုနီကာတို့အခန်းထဲမှာအနာယူနေအစင်မှာပဲဆုံးမကြီးရောက်ရှိလာပါရယ်။မိုနီကာရဲ့ခြေထောက်တွေကိုဆုံးမကြီးကသွားဆွဲနေခဲ့ပါရယ်။ဒီအချိန်မှာမိုနီကာလည်းကြောက်ရွံ့ပြီးတော့អော်လိုက်ပါရယ်။ဘာလဲ။ထပ်ပြီးတော့ဘာဒရာမာတွေလုပ်နေပြန်ပြီလဲ။နေရတတော်လေးကိုမာယာများတဲ့မိန်းမ။ဒီနောက်မှာတော့ဆုံးမကြီးကဆောင်းအောက်ကနေတတော်နှစ်ယောက်ကြားတွေကိုဝင်လာခဲ့ပြီးမိုနီကာရဲ့လက်ပင်ကိုညှစ်ပါတော့တယ်။မိုနီကာလည်းတစ်ခါပြန်ပြီးတော့အော်ဟစ်ခဲ့ပါတယ်။ဒီအချိန်မှာဆရေ့ကတော့မိုနီကာကိုဒေါသထွက်လာခဲ့ပါတယ်။ ဘလုံးစုံနေငါရဲ့ဘွားကိုဖျက်ဆီးလိုက်ပြီလေမိုနီကောင်နင်းကြောင်နဲ့ငါရဲ့ဘွားကဖျက်ဆီးသွားခဲ့ပြီအခုငါ့ကိုအေးစိတ်အိတ်ခွင့်ပေးမှလားမပေးဘူးလားဒီချိန်မှာစုံမကြီးပြောက်ွယ်သွားခဲ့ပါတယ်မိုနီကာကတော့သိပါတယ်ဒါကသူ့ရဲ့တငယ်ချင်းနေဟာပါပဲသူကတမင်တတ်တတ်လက်စားချေဖို့ကြွက်လာခဲ့ရလေမိုနီကာလည်းချက်ချင်းထပြီးအပြင်မှာနေဟာကိုလိုက်ရှာပါတယ်ဒီချိန်မှာအနောက်ကနေတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်သူမအဲ့ဒီနေရာမှာပဲတတိလှမိမျောသွားခဲ့ပါတယ်နေ့နေငယ်ကြမ်းမြင်သွားခဲ့တဲ့အခါမှာဆူရေ့ချ်ကတော့အမွာသမီးလေး၃ယောက်ကိုမွေးဖွားခဲ့ပါတယ် ။အမေလေးတွေကရန်ကိုချောမော်လှပလုံးပါတယ်။သူတို့လိုလှပတဲ့အလှပတွေကိုတော့ဘယ်သူမှမရရှိခဲ့ဘူးပါဘူး။သူတို့ရဲ့အသားအရေးတွေကချောမော်လှပနေတယ်လို့မျိုးစပယ်တွေကလည်းရွှေရောင်သန်းနေပါတယ်။လူတွေအကုန်လုံးကလည်းကလေးတွေရဲ့ပုံစံကိုမြင်တွေ့ရတိုင်းအာအာသိငုံကြပါရဲ့ကလေးတွေကဘလို့ဖြစ်ပြီးတော့သပင်းအဝါရောင်တွေရှိနေရတာလေလှုပ်ဝက်ချက်ကပါများလေပေါ့လူတွေကစရိတ်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးမေးပေမဲ့သူလည်းဖြေစရာအဖြစ်မရှိခဲ့ပါဘူးကလေးတွေကြီးလာတဲ့အခါမှာတော့ကလေးတွေကိုသူကကြောင်းအံ့နံပေးခဲ့ပါရဲ့ လေးတွေကအရန်ကိုစတော်ပြီးတက်တီရှိကြပါရယ်သူတို့ကအကူညီလိုတဲ့သူတွေအကုန်လုံးကိုလည်းကူညီပေးကြပါရယ်တကယ်မော်တော့ညီမတော့၃ယောက်လည်းတောက်ထဲကိုသွားပြီးပြန်လာနေခဲ့ကြတာပေါ့တောက်ထဲမှာဖောက်ကြီးတယောက်တစ်ပင်နားထိုင်ပြီးမော်ပန်းနေအောင်ကိုတွေးခဲ့ရပါရယ်၃ယောက်လုံးကလည်းဖောက်ကြီးစီကိုသွားပြီးတော့ဘာအကူညီပေးရမလဲသွားမေးကြပါရယ်အဖေါ်အစဉ်ပြေရလားဒီမှာဘာလို့တယောက်ထဲထိုင်နေရတာလဲယင်ဘာဖြစ်လို့လဲအဖေါ်အကြီးကခလေးလေးတွေကိုတွေးပြီးဝမ်းသာပြောရှင်သွားခဲ့ပြီးမျက်ရည်တွေလည်းစီးကြလာခဲ့ပါရယ်ဘာဖြစ်တာလဲအစင်မပြေရလားယင် ဤနာကအဖေါ်အကြီးနာကိုသွားပြီးအဖေါ်အကြီးကိုထူပေးဖို့အတွက်ကြိုးစားပါရီသူရဲ့ရွှေရောင်စပင်ကအဖေါ်အကြီးကိုထိရနဲ့အဖေါ်အကြီးလည်းနေပြန်ကောင်းသွားပါရီအဖေါ်အကြီးလည်းအာအသင့်သွားတာပေါ့ဒါဘလို့ဖြစ်ရတာလဲအရောက်ထူဆန်းနေနေရဲ့စပင်တွင်ငါရဲ့ခန္ဓာကိုထိရနဲ့ငါရဲ့ခန္ဓာကိုမှစွမ်းတစ်ခုရရှိသွားတယ်ငါရဲ့နာမကျန်းဖြစ်နေတဲ့ဒဏ်ရာတွေအကုန်လုံးလည်းတတ်တာပြောက်ကင်းသွားပြီးအဖေါ်အကြီးကဘာဖြစ်တာလဲမေးခဲ့ပေမယ့်ဟိနာကိုရိုင်းအောင်နားမလဲခဲ့ပါဘူးဒါရီအလုံးထားလိုက်ပါဘာဖြစ်လို့ဒီမှာထိုင်နေရလဲအေးခိုးခွေးချောက်ကိုသွားနေရဆေးသွဲဝယ်မလို့လေ ဒါပေမဲ့ခေါင်းတွေရမ်းမူးလာလို့ဒီနောက်မှခဏလေးထိုင်နေရအဖေါ်အကြီးကလည်းဒီကလေးမလေးတွေကိုကျေးဇူးတင်စကားပြောပြီးနောက်မှာတော့ထွက်လာခဲ့ပါရီဒါနဲ့မေးရအောင်မဲနေတို့စပင်တွေကဘာဖြစ်လို့ရွှေရောင်ဖြစ်နေကြတာလဲကျမတို့ငငယ်လေးကလေးကစပင်ကရွှေရောင်ဖြစ်နေရလေကျမတို့ကိုယ်တိုင်လည်းလှုပ်ဝှက်ချက်ကိုတော့မသိပါဘူးရှင်လှုပ်ဝှက်ချက်ရှိလားမရှိလားလည်းမသိဘူးညီမတော့၃ယောက်လုံးအိမ်ကိုပြန်လာပြီးသူတို့ရဲ့အဖေကိုပြောပြပေးမယ်ဟာခင်ဖြစ်သူကရင်အလုံရှုံနေတဲ့အတွက်ကြောင့်မို့လို့အာရုံမဆိုင်နိုင်ခဲ့ပါဘူးသမီးလေးတွေကလည်းတကယ်ကြီးနဲ့ရေရောရှိလာခဲ့ကြပါတယ် သူတို့ចောင်းទាត់တက်နေကြပါတယ်။တရမတော်យွာတဲ့សវ័ជីပြန်ဝင်လာခဲ့ပါတယ်။សវ័ជីအပေါင်းဆောင်ကចောက်ဆရာအရန်ကိုកောင်းလုံးနေပြီးအဖြူရောင်ဝိစာរីကိုဝិសិនထားပါတယ်။ဘယ်သူကမှငါခွဲလို့မှာမဟုတ်ဘူး။ငါပေါ်မှာလုခဲ့တဲ့သူတွေအကုန်လုံးကိုငါကျင်းတယ်ပေါ့ဖြစ်ပေးမယ်။សវ័ជីကយွာသူយွာသားរីအားလုံးကိုជោគខလိုက်ပေးပါတယ်။សវ័ជីကញ៉ាបៃဆိုយွာတဲ့ဝင်လာတက်ပါတယ်။ကျွာထဲမှာဘဲသူကိုတွေ့လဲတွေ့ရတဲ့သူကိုသူကအစိမ်းလိုက်ဝါစာပြစ်ပါတယ်။တစ်ဖက်မှာတော့သမီး၃ယောက်ရဲ့အကြောင်းမှာပွဲတစ်ခုရှိတဲ့အတွက်သူတို့ကပါတီပွဲသွားတတ်ကြပါတယ်။ ကောင်းလင်းကြီးတွေကသူတို့ရှိရောက်လာခဲ့ပြီးစားနောက်ကြပါတယ်။သူတို့ရဲ့ရွှေရောင်စပင်တွေကိုကြည့်ပြီးသူတို့ကိုစားနောက်ထောင်ပြောင်းခဲ့ကြပါမယ်။ညီမ၃ယောက်လုံးကတော့တီးခံခဲ့ပါတယ်။တယောက်ကတော့စိတ်ထဲကနေဒေါသရမ်းထွက်သွားပါတယ်။ဒါပေမဲ့သူရဲ့ညီမ၂ယောက်လုံးကြောင့်သူလည်းပါစပ်ပိတ်ပြီးရောပဲနေနေခဲ့ပါတယ်။ရှော့တီအကြီးကျောင်းမထထားခဲ့တဲ့မီဆိုင်တွေကြီးကသူတို့ဆရာမရဲ့ကောင်းပေါ်ကိုပြုတ်ကျသွားတဲ့အတွက်ထံရအပြင်းထန်ရရှိခဲ့ပါတယ်။ဒီနားရဲ့စပင်တွေနဲ့ထိသွားခဲ့တဲ့အခါမှာဆီယမားရဲ့တံရရီအလုံးပြောက်ကင်းသွားပြီးပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။ ဒါကိုတွေ့ကြရတဲ့ခါမှာအလုံးအံ့အသင့်ကုန်တော့ဗော။ဒါဘလို့ဖြစ်ရတာလဲ။ဒါအရင်ထူးဆန်းလုံးပါတယ်။ဒါပေမဲ့ဒီဖြစ်ကိုတော့ဘယ်သူမှရှောက်ဖွေမတွေ့ရှိခဲ့ကြပါဘူး။ညီမ၃ယောက်လုံးရဲ့အကြောင်းကိုရွာသူရွာသားတွေအလုံးလည်းသိနာခဲ့ကြပါတယ်။သူရဲ့တမီးလေးတွေအရန်ကိုတော်တယ်ဆိုတော့ကိုဆုံးမကြည့်သိသွားပါတယ်။ဘာဖြစ်တာလဲဆိုတော့ကိုသိချင်တဲ့အတွက်ဆုံးမကြည့်ကလည်းရွာကိုလာပြီးဒီအကြောင်းတွေကိုစုံစမ်းကြည့်ခဲ့ပါတယ်။ဒီနောက်တမီးလေးတွေကိုသူနေရာဆုံးမလိုက်ရှာကြည့်ပါတယ်။ဘယ်နေရာမှာမှရှာမတွေ့ရဲ့အဆုံးမှာတော့သူမနီလန်တစ်ခုစဉ်းစားမိသွားပါတယ်။သူတို့မှာစွမ်းအားတွေအများကြီးရှိတယ်လို့ငါကြားတယ်။ ရွာသူရွာသားတွေကိုဒုက္ခပေးမယ်ဆိုရင်တော့တို့ရွာသူရွာသားတွေကိုကယ်ဖို့အတွက်လာကြမှာပဲသူတို့ငှားလက်ထဲကနေဘယ်တော့မှလွတ်အောင်လွတ်ထွက်ပြေးနိုင်ကြမှာလည်းမဟုတ်ပါဘူးစုံမကြီးကလည်းဒီရွာအလုံးမှာဒုက္ခလိုက်ပေးပါတော့တယ်ရဲနေငယ်ကြတဲ့အထီးသူမအခုလိုမျိုးပဲလုပ်နေခဲ့ပါရဲ့သူဘာပဲလုပ်လို့ဘာမှထူးခြားမလာခဲ့ပါဘူးသူလည်းဒေါသတွေအရန်ထွက်လာခဲ့ပြီးအမျိုးသမီးတယောက်အရှိကနေဖျက်လာနေတာကိုတွေ့ရတယ်အဲ့ဒီမိမကိုပဲသူကစပစ်ခဲ့ပါရဲ့သူလူတွေကိုတတ်ပြီးတော့ရှေ့ဆက်သွားနေခဲ့တဲ့အချိန်မှာသမီးလေးတွေကအနောက်ကနေလိုက်ပါလာခဲ့ပါရဲ့ လူတွေတေဆောင်သွားတာကိုတွေ့ရတဲ့သူရဲ့စွမ်းအားတွေကိုအသုံးပြုပြီးလူတွေကိုပြန်ပြီးတော့အကူအညီပေးပါတယ်။တေဆောင်သွားတဲ့လူတွေရဲ့ခန္ဓာကိုယ်ကိုသူရဲ့စပယ်လွင်နဲ့ထိပေးခဲ့တဲ့အခါမှာပဲအသက်ပြန်ဝင်လာခဲ့ပါတယ်။ဆောင်းမကြီးဒီလန်ကနေပြန်လှည့်လာခဲ့တဲ့အခါမှာတော့သူတက်ဆောင်သွားတဲ့သူတွေအကုန်လုံးအကောင်းပုဂ္ဂရီအတိုင်းအိမ်ပြန်သွားတော့ကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်ဒီကောင်မလေးတွေဒီအနေနဲ့ပတ်ဝန်းကျင်မှာပဲရှိပြီးလူတွေကိုအကူအညီပေးနေရဆိုတာကိုဆောင်းမကြီးသိတော့ပါတယ်။ခန္ဓာလောက်လိုက်ရှာပြီးနောက်မှာတော့ကောင်မလေးတွေကိုတွေ့မြင်သွားပါတယ်။ကောင်မလေးတွေကိုတွေ့ရတဲ့ဆောင်းမကြီးရဲ့မျက်လုံးတွေလည်းတောက်ပလာခဲ့ပါတယ်။ သူလည်းယတနာတိုက်ကြီးကိုမြင်တွေ့ခဲ့ရတယ်လို့မျိုးပြောရွှင်သွားခဲ့ပါပြီ။သူလည်းတိတ်တိတ်လေးဘယ်သူမှမသိအောင်လို့အနောက်ကနေပြီးရောလိုက်ကြည့်ခဲ့ပါရယ်။ခဏကြာမှဆိုရဲကသူရဲ့မိသားစုဝင်တွေနဲ့အတူတူသွားလေနေခဲ့ပါရယ်။လူသူကရှင်းနေတဲ့လမ်းမလေးမှာစုံမကြီးကကားတရာကိုကောက်ပောက်သွားအောင်လှုပ်ပြလိုက်ပါရယ်။ပြီးတာနဲ့စုံမကြီးက ကားရဲ့အပေါ်မှာလာထိုင်နေခဲ့ပါရယ်။ကြောက်တွေ့တော့မိုနီကာလမ်းဖြန့်သွားခဲ့ပြီးဆူရက်ကိုတိုင်းလည်းအံ့အားသင့်ပြီးကြည်နေရပေါ့သူကတော့ကားရဲ့အရှိမရက်နေခဲ့ပြီးကြောက်စရာကောင်းတဲ့အတန်ကြီးတွေနဲ့အားလုံးကိုချောက်လန့်ပါတယ် ငါရဲ့သမီးတွေငါ့ကိုပြန်ပေးသူတို့ငါပြန်လာခေါ်တာဆိုတဲ့ကတော့ဘာရီပြောနေရလဲဆိုတာလုံးဝနားမလည်နိုင်အောင်ပါပဲဒါဘာရီလာပြောနေရလဲအတိတ်ပဲမရှိလိုက်တာဘလို့ဖြစ်ပြီးတော့ဒီကလေးတွေကနေရဲ့သမီးတွေဖျက်သွားခဲ့ရတာလဲငါမွေးထားတဲ့ငါရဲ့သမီးလေးတွေပဲဟင်နာနေလားကြည့်ရတာနေအထင်လွင်နေပြီနဲ့တူတယ်ဒါနေရဲ့သမီးမဟုတ်ဘူးဒါလေးတွေအကုန်လုံးကငါရဲ့သမီးလေးတွေပဲငါကိုယ်တိုင်သူတို့ကိုမွေးထားခဲ့တာမိုနီကာကလည်းချက်ချင်းပဲဒီဆုံးမကြီးကဘာတူလဲဆိုတာကိုသိသွားခဲ့ပါတယ်သူအရင်တုန်းက အောက်လန်းဆရာကြီးရဲ့အကူအညီနဲ့တငယ်ချင်းဖြစ်သူနေဟာကိုစုံမကြီးဖြစ်အောင်လုပ်ခဲ့ရပါဒါနေဟာပဲဒီမှာအနားထောင်ငါကနေရတငယ်ချင်းနေဟာပဲအဲ့ဒီနေညတော့ကငါနေနဲ့ဆိုရစ်နှစ်ယောက်လုံးကြားထဲကိုဝင်လာခဲ့လေပြီးတော့နေရငါကိုလိုက်ရှာမယ်ဆိုပြီးတော့အပြင်ကိုထွက်လာခဲ့တော့ငါနေရဲ့ခေါင်းကိုရှိုက်ပြစ်လိုက်တယ်နေရတော့တညလုံးအဲ့ဒီနေရာမှာမေးလဲကြနေခဲ့တာအခန်းထဲမှာငါတညလုံးရှိနေခဲ့တာဒီတော့ဒီကလေးတွေကငါရဲ့ကလေးတွေပဲဒီစကားကိုကြားခဲ့ရတဲ့ခါမှာမော်နီကာအာအသင်သွားခဲ့ပါတယ် နင်ကငါ့ကိုတစ္ဆာဖောက်ပြီးမင်္ဂလာဆောင်ခဲ့တယ်လို့မျိုးအရင်နေ့ကတော့ငါကလည်းနင်းကိုတစ္ဆာဖောက်ပြီးရောငါရရမယ့်နေရာကိုရှောင်ရှိုးခဲ့တာဆူရိတ်ကတော့ဘော်ရီဖြစ်ကုန်တာလည်းနားမလည်နိုင်အောင်ပါပဲအမေလေးတွေကလည်းချက်ချင်းပဲအပြင်ကိုထွက်လာပြီးရောဒီစကားတွေကိုနားထောင်ပါရီစောဘကြီးနေဟာကိစ္စတွေအားလုံးကိုပြောပြခဲ့ပါတယ်ဆူရိတ်ကဒါရီအားလုံးကိုမယုံကြည်နိုင်ပါဘူးဆူရိတ်ကလည်းနေဟာရဲ့စကားကိုနားထောင်ပြီးမိုနီကာကိုပါချပြစ်ခဲ့ပါတယ်အခုမှဘာမှမထူးတော့ဘူးအရင်အတိုင်းဖြစ်ဖို့လည်းဘာမှမရှိတော့ဘူးငါ့ရဲ့သမီးတွေငါ့ကိုပြန်ပေးဒီလောက်ပဲ အရင်တော့ဆိုရဲစ်ကလည်းစုံမကြီးနေဟာနဲ့အတူတူသူ့ရဲ့သမီး၃ယောက်ကိုခေါ်ပြီးဘယ်သူမှမသိနိုင်တဲ့မျိုးတမျိုးကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။သူတို့လည်းပြပြပြွှင်ဘဝကိုဖျက်ကျော်သွားခဲ့ကြပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ။အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတဲ့ပုံမြင်လေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ကျွန်မရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။